ပြိဿများအားလုံးပဲမင်္ဂလာပါခင်ဗျာမြန်မာပြိဿတွေတာဝန်ချိခဲ့သလိုမြန်မာလက်ရွေးစင်ယူဆက်ကွန်အမျိုးသားဘောလုံးအသင်းကစားသမားလေးတွေလည်းတာဝန်ချိခဲ့တဲ့နေ့ဖြစ်သွားခဲ့ပါပြီခင်ဗျာဟုတ်ကဲ့မြန်မာလက်ရွေးစင်ယူဆက်ကွန်အမျိုးသားဘောလုံးအသင်းဟာအာရှဖလားရှစ်စစ်ပွဲကိုအောင်မြင်သွားခဲ့ဖြစ်ပါတယ်2026ခုနှစ်ကိုရောက်ရင်ဆော်ဒီအာရေဗျနိုင်ငံကအင်ရှင်အစ်စ်လက်ခံကျင်းပမဲ့ယူဆက်ကွန်အမျိုးသားအာရှဖလားပြိုင်ပွဲကို မြမလက်ရွေးစဉ်ယူဆက်ကုန်အမျိုးသားဘောလုံးအသင်းဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိသွားခဲ့ဖြစ်ပါတယ်ခင်ဗျဒီနေ့ဟာမြမလက်ရွေးစဉ်ယူဆက်ကုန်အသင်းနေအောင်မင်းနဲ့နှစ်လို့ပြောရပါလိမ့်မယ်မျိုးဆက်တဲ့ကစားသမားတွေနဲ့စုပွဲထားတဲ့မြမလက်ရွေးစဉ်ယူဆက်ကုန်အမျိုးသားအသင်းကအာရှဗလားရှစ်စုပွဲအောင်မြင်ခဲ့တယ်လို့ယူဆက်ကုန်အမျိုးသမီးအသင်းဟာလည်းအမျိုးသမီးယူဆက်ကုန်အာရှဗလားရှစ်စုပွဲကိုရှစ်စုပွဲအောင်မြင်ခဲ့ပါတယ်ခင်ဗျကိုမြေကိုရေကိုကွင်းကိုပရိသတ်ရှင်းမမှာ ကွင်းလေးပတ်လေးတန်လုံးပြိသက်တွေကအုံအုံကြွတ်ကြွတ်အားပေးတဲ့အနေအထားနဲ့မြမလက်ရွေးစဉ်ယူဆက်ကွန်အမျိုးသားအသင်းဟာရှေ့စစ်ပွဲအောင်မြင်ခွင့်ကိုပိုင်ဆိုင်ရရှိခဲ့တာဖြစ်ပါတယ်ခင်ဗျမြမလက်ရွေးစဉ်ယူဆက်ကွန်အမျိုးသားအသင်းဟာဒီနေ့ပွဲမှာလည်းနိုင်လိုစိတ်အပြည့်နဲ့ကစားသွားခဲ့ပါတယ်ပွဲပြီးမှနှစ်ကိုးစီတေကျခဲ့ပေမဲ့ပွဲအစပိုင်းမှာတိုက်စစ်ခွင့်ပြီးတော့ကစားသွားတာဟာယူဆက်ကွန်အမျိုးသားအသင်းရဲ့ နိုင်လူစိတ်ဘလောက်ပြင်းပြရဲဆိုတာကိုကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်ခင်ဗျယူဆက်ကွန်မြမလက်ရွေးစင်ကစားသမားလေးတွေဟာတဲကံဘောတော်တော်လေးကိုကောင်းခဲ့ပါတယ်ပထမသွင်းကိုဆိုရင်ပြစ်တံဘောကအဆင့်ဂိုးသွင်းယူတာဖြစ်ပါတယ်ဒုတိယကိုဆိုရင်လည်းတော်တော်လေးကိုအဆင့်မြင့်ပါတယ်ဒေါင်ကံဘောကအဆင့်ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်ခင်ဗျဒုတိယအမှာဆိုရင်လည်းပြစ်တံဘောကံချက်ကတိုင်ထိပ်ပြီးထွက်သွားခဲ့လို့သာတကိုးထမရခဲ့တာဖြစ်ပါတယ်စီးရီးယားသင်းကတော့တံမြန်တက်စစ်တွေနဲ့ကစားသွားတယ် ပထမ5ကိုမြမလက်ရွေးစင်ယူဆက်ကွန်အသင်းကသွင်းပြီးတော့တိတ်မကြခင်မှာပဲစီးရီးယားဟာဒီညာချမ်းကနေဘောလုံးသွားပြီးတော့ဂိုးရီရတဲ့မှာပဲတောင်းဖြတ်ဘောတင်ပေးလိုက်တယ်ဂိုးပေါင်းနဲ့နီကမှာရှိတဲ့ကစားသမားပိတ်သွင်းပြီးတော့ရှင်ဘာကိုပြောင်းသိမ်းခဲ့တာဖြစ်ပါတယ်ဒုတိယကိုဆိုရင်လည်းစီးရီးယားကလည်းမြမလိုပဲတဲကံဘောကရသွားခဲ့တာပါပြစ်တံဘောကန်နေပေးလိုက်တာကိုဂိုးပေါင်းနဲ့အနီးကပ်နေထားမှာရှိတဲ့စီးရီးယားရဲ့လူသားဝင်ကစားသမားကရှောင်းနဲ့ပိတ်သွင်းသွားခဲ့တာဖြစ်ပါတယ်ခင်ဗျဟုတ်ကဲ့ပွဲပြီးမှတစ်ဖက်နှစ်ကိုစီတေးရလာထပ်ပေါ်ခဲ့တဲ့အတွက် မြမလရွေးစဉ်ယူဆက်ကွန်အမျိုးသားအသင်းဟာလေးဝဲကစားဆယ်မှတ်ရရှိပြီးတော့ယူဆက်ကွန်အမျိုးသားအာရှဖလားပြိုင်ပွဲရှင်းစပွဲကိုထိုက်ရိုက်တဲ့အောင်မြင်သွားခဲ့ရဖြစ်ပါတယ်ခင်ဗျာကျေးဇူးအားပေးတဲ့ပရိသတ်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ